ဟဲ့ရန်ရေးဘေးကယ်ဆယ်ရေးအဖွဲ့တိုက်ခတ်ခံရမှုဟဲ့ရန်မျိုးလေအနီးရေးဘေးတင့်ဒီတာတွင်ကယ်ဆယ်ရေးသမားများသည်တနက်ကြက်ခတ်မှုများစတိုက်ကြုံတွေ့နေရသဖြင့်ရိခဝင်းငှချင်းကိုရက်ဆိုင်ခဲ့ရသည်အင်္ဂါနေ့ညကတည်းက jet ski ချင်းသွာလာသည့်ကဲဆယ်ရေးအဖွဲ့များကိုကြက်ခတ်မှုများစတင်ခဲ့ပြီးပုံတဟုနေ့တွင်လည်းကြက်ခတ်တံများထပ်မံကြရသောကြောင့်ဘေးကင်းရေးရလုပ်ငန်းများရပ်တန့်ခဲ့ခြင်းဖြစ်ပြီး အဓိကဖြစ်ပွားရာအဆုံးရှိတွင်ဒေသခံအချို့ကတဲဆဲသူများကိုငါတို့ဘာသာနေနိုင်နဲ့ဟုအော်ဟစ်ခဲ့သည်ဆုံခလာရဲတပ်ဖွဲ့ကပြစ်ခတ်မှုလေးမှုအတွက်စုံစမ်းစစ်ဆေးနေပြီးစိတ်ဖိစီးနေသည့်ဒေသခံများကဂျက်စကီများကြောင့်ဖြစ်ပေါ်လာသောရေလိုင်းများကသတင်းပေါက်များကိုရိုက်ခတ်ခြင်းကိုမကျေနပ်၍ပြစ်ခတ်ခြင်းဖြစ်နိုင်သည်ဟုကနအူးတုံ့သက်ထားသည် 1900ကီလိုမီတာအကွာမှလာရောက်ကူညီသည့်ကေဇေးရီသမားတဦးပြစ်ခတ်ခံခဲ့ရပြီးအခြားအဖွဲ့တစ်ဖွဲ့သည်လည်းတနက်ချက်20ခန့်ပြစ်ခတ်ခံရပြီးနောက်ရိခါဖြန့်ဝေခြင်းရပ်ဆိုင်ခဲ့ရသည်ကနက်ပစ်ခတ်မှုများကနမုနေသောရေဘေးတင့်သူများထံအကူအညီရောက်ရှိရေးကိုအဟန့်တာဖြစ်စေခဲ့သည်။လက်ရှိတွင်ဇုံရှစ်တို့ရေတက်သားများရောက်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါရသည်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါရရှင်။ နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်